ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်တွေရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မတော့ချူပါ။ဒီနေ့မက်စလာ22ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ ဒီမိုကရေစီနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရမှာအမျိုးသမီးတွေပါဝင်ဆောင်ရွက်ခြင်းဆွေးနွေးပွဲကို CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌတက်ရောက်ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းပြည်သူတွေအနေနဲ့အကြံပြုတာနဲ့တိုင်ကြားတာတွေပြုလုပ်ပေးဖို့အတွက်မန္တလေး PDF ကဖိတ်ခေါ်လိုက်တဲ့သတင်း KRS ရဲ့ New York နဲ့ Boston ခီးစဉ်ကနေ American Dollar 6000လိပါရရှိပြီးတော့မြန်မာပြည်တွင်းကလိုအပ်နေတဲ့နေရာတွေကိုထောက်ပံ့သွားမယ်ဆိုတဲ့သတင်း ရန်ကုန်ဒရုန်းနဲ့ရန်ကုန်တော်လှန်ရေးနောက်၄ဖွဲ့ကိုမဟာမိတ်အဖြစ်ဖွဲ့စည်းကြောင်းထုတ်ပြန်လိုက်တဲ့တဲ့င်။အကြမ်းဖက်စစ်တပ်ရဲ့၄ချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ကြားစာမေးပွဲပြုလုပ်ခဲ့ရတယ်လို့ KNU ဗဟိုထုတ်ပြန်လိုက်တဲ့တဲ့င်နဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တဲ့င်တွေပဲဖြစ်ပါတယ်။ ပထမဆုံးတည်ဆက်ပေးမှာကတော့ဒီမိုကရေစီနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရမှာအမျိုးသမီးတွေပါဝင်ဆောင်ရွက်ခြင်းဆွေးနွေးပွဲကို CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌတက်ရောက်ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းဒီမိုကရေစီနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရမှာအမျိုးသမီးတွေပါဝင်ဆောင်ရွက်ခြင်းဆွေးနွေးပွဲကိုပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်မြတ်တီရာထွန်းကတက်ရောက်ဆွေးနွေးခဲ့ပါတယ်။ နယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်မှာမက်စလ19ရက်က69ချိန်မြောက်အမျိုးသမီးရေးရာကော်မရှင်အစည်းအဝေးကာလအတွင်းမှာ site event အဖြစ် international IDE ကစီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။အာနာသိမ့်မှုမတိုင်မီကာလနဲ့လက်ရှိတော်လှန်ရေးကာလမှာငြိမ်းချမ်းရေးတည်ဆောက်တာနဲ့ဖွဲ့စည်းပုံရေးဆွဲတာပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေစစ်ဆောင်ပြည်သူတွေကိုကူညီတာကို နိုင်ငံတကာဆက်ဆံရေးကော်မတီပုဂ္ဂထဒေါ်မြင့်တီရာထွန်းကဆွေးနွေးခဲ့ပါတယ်။ ဒါပြင်နိုင်ငံတကာသိမြင်မှုကျေပြတ်အောင်ဆောင်ရွက်နေရာတွေမှာရွေးကောက်ခံအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်မြန်မာအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေရဲ့ပါဝင်ဆောင်ရွက်ချက်တွေကိုလည်းဆွေးနွေးတင်ပြခဲ့ပါတယ်။မြန်မာအရေးအခြေအနေတွေအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်မှုလုပ်ရက်တွေနေရဆွတ်ခွာနေရတဲ့ပြည်သူတွေအတွက်ထိရောက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေတိုးမြှင့်ရရှိနိုင်ရေးအတွက်ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူတွေကကြိုးဝဲနေတဲ့ Federal Democracy ပြည်အောင်စုတိဆောက်ရေးမှာထိရောက်တဲ့ပံ့ပိုးကူညီမှုတွေရရှိရတဲ့အတွက်နိုင်ငံတကာကိုတိုက်တွန်းအသိပေးမှုတွေကိုလည်းနီးလန့်အမျိုးမျိုးနဲ့ကြိုးပမ်းဆောင်ရွက်နေပါတယ်။ International IDE ကပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့နိုင်လိုက်မှုအစချုပ်လွှာလက်မှတ်ရေးထိုးထားတယ်။ နိုင်ငံတကာမိဖက်အဖွဲ့အစည်းတရက်ဖြစ်ပြီးရောမြန်မာနိုင်ငံမှာအလုံးပါဝင်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ဖွဲ့စည်းပုံရေးဆွဲလုပ်ငန်းစဉ်တွေ Democratic အဖွဲ့အစည်းတွေအားကောင်းစေရေးမှာလက်တွဲကြိုးပမ်းနေရလို့လည်းပြည်သူတွေကိုအသိပေးထားပါတယ်ရှင်။ဆက်လက်ပြီးတော့ပြည်သူတွေအနေနဲ့အကြံပြုတာနဲ့တိုင်းခြားလာတွေပြုလုပ်ပေးဖို့အတွက်မန္တလေး PDF ကဖိတ်ခေါ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကိုကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ကပြည်သူ့အများရဲ့လိုအပ်တဲ့ပဲ့ပြင်မှုကိုခံယူဖို့အတွက်အကြံပြုတာနဲ့တိုင်ကြားလာတွေအတွက်ဖိတ်ခေါ်စာကိုမနေ့ကထုတ်ပြန်ပါတယ်။ မန္တလေး PDF တပ်ဖွဲ့ဝင်တအူးကဖြစ်စေတရင်တပ်ဖွဲ့ဌာနတစ်ခုကဖြစ်စေစစ်တီတော်တို့လိုက်လာကျင့်ကြံရမယ်ကျင့်ဝတ်စည်းကမ်းတွေနဲ့တပ်ဖွဲ့ကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုကျူးလွန်ဖောက်ပြတာမြင်ခဲ့ကြုံခဲ့ပါကတိုက်ကြားဖို့အတွက်အလေးနက်ဖိတ်ခေါ်ထားတာပါလူတို့ဘက်ကတိုက်တန်းမှုတွေရှိလာရင်လေတပ်ဖွဲ့ရဲ့စစ်ရေးရုံဗဟိုစည်းကမ်းထိမ့်သိမ်းရေးအဖွဲ့တို့ကလိုသလိုစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်มาဖြစ်က တွေ့ရှိချက်ပေါ်မူတည်ပြီးတော့လဲလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုပြုလုပ်သွားမှာပါလို့ပြောပါတယ်။မန္တလေး PDF ကတပ်ဖွဲ့ကိုလူထုအနေနဲ့လိုအပ်တဲ့ပဲ့ပြေထိန်းချုပ်မှုပြုကြဖို့အတွက်လဲပန်ကြားလိုက်ပြီးတော့တပ်ဖွဲ့ဘက်ကလည်းလူထုရဲ့လဲညွမှုကိုတန်မိုးထားလေးစားလိုက်နာမှာဖြစ်ကပြည်သူသာမိပြည်သူသာအဖဆိုတဲ့မှုကို လက်ခံထားတယ်လို့ဆိုပါတယ်။ မန္တလေး PDF ကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနကုတ်ကဲမှုအောက်ရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အစိပ်ပိုင်းဖြစ်ပြီးတော့လက်နက်ကိုင်တပ်ဖွဲ့ရဲ့အရေးကြီးဆုံးဖြစ်တဲ့ COC နှစ်ရက်ကောင်းမွန်မှန်ကန်ရေးကိုအပြည့်စုံဆုံးအလိုလားဆုံးဆန္ဒဖြစ်တယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ Kim Harris ရဲ့ New York နဲ့ Boston ခီးစဉ်ကနေ American Dollar 6000နီးပါးရရှိပြီးတော့ မြန်မာပြည်တွင်းကလိုအပ်နေတဲ့နေရာတွေကိုထောက်ပံ့သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ရဲ့အတိုင်းအမခံ ပုတ်ကိုဒေါ်ဆန်းစုကြည်ရဲ့တားငယ် Kim Harris ကကိုထိန်လေးရဲ့ American ပြည်အောင်စု New York မြို့နယ် Boston မြို့ခီးစဉ်ကနေ American Dollar 6000နီးပါးရရှိခဲ့ပြီးရရှိလာတဲ့လှူဒန်းငွေတွေကိုမြန်မာပြည်တွင်းကလိုအပ်နေတဲ့နေရာတွေကိုထောက်ပံ့သွားမယ်လို့သိရပါဗျ။ Kim Harris ကကိုထိန်လင်းက New York နဲ့ Boston မြို့နှစ်မြို့ကိုသွားရောက်ပြီးရမြန်မာနယ်ဖွားမိသားစုများနဲ့တွေ့ဆုံခဲ့ရာမြန်မာတွေရဲ့နှွေးထွေးမှုဖော်ရည်ပြူငါမှုနဲ့ရရောမှုတို့ကသူ့အတွက်တကယ်ကိုအံ့ဩစရာကောင်းတယ်လို့ဆိုပါရယ်ဒါကြောင့်ပဲ2014-2016ခုနှစ်အထိမြန်မာဟာ၃နှစ်ဆက်တိုက် the most generous globally ဆိုပြီးတော့သတ်မှတ်ခံခဲ့ရတယ်လို့ကျွန်တော်ထင်မိတယ်လို့ Kim Harris ကကိုထိန်လင်းကပြောပါဗျ။ အခုလိုလိုအပ်နေတဲ့မြန်မာပြည်သူတွေကိုပြန်လည်မျှဝေတာကအင်တန်လေးစားစရာကောင်းပြီးတော့နယူးယောက်ကနေအမေရိကန်ဒေါ်လာ9,398နဲ့ဘော့စတန်ကနေအမေရိကန်ဒေါ်လာ3,000ကျွဲစုစုပေါင်းအမေရိကန်ဒေါ်လာ18,918ရရှိခဲ့တာပါ။အဲဒီကရရှိခဲ့တဲ့အလွန်ငွေတွေကိုလိုအပ်တဲ့နေရာတွေကိုပြန်လည်ပေးအပ်သွားမှာဖြစ်ပြီးလှူဒန်းပြီးပါကအသေးစိတ်ကိုအတိပေးသွားမယ်လို့ကိုထိန်လင်းကပြောပါတယ်။ ဒီကိစ္စမှာမိခင်ဖြစ်သူနဲ့အတူမတရားဖန်ဆီးခံရရတဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်မြောက်ဖို့မြန်မာနိုင်ငံစစ်ပေးသင့်ပြည်သူတွေအ мян ဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့အတွက်ဦးစားပေးလှုံ့ဆော်ပြီးတော့အမေရိကန်ပြည်တော်စုရောက်မြန်မာနယ်ဖွားများအကူအညီထောက်ပံ့ပေးသူများနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်ရှင်။ အခုတခါမှာတော့ရန်ကုန်ထုံးနဲ့ရန်ကုန်တော်လန်ညီနောင်လေးဖွဲ့တို့မဟာမိတ်ဖွဲ့စည်းကြောင်းထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ထုံးနဲ့ရန်ကုန်တော်လန်ညီနောင်လေးဖွဲ့တို့ကတူညီတဲ့ပန်းတိုင်ကိုသွားဖို့လမ်းတူနေတဲ့အတွက်မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်တယ်လို့ဒီနေ့မှထုတ်ပြန်ပါတယ်။ယခုတော်လည်ဤကာလမှာတော်လည်ဤပြီးစဉ်အထိပြန်လည်တည်ထောင်ရေးကာလတိုင်အောင်ပြည်သူအကျိုးအတွက်အတုလက်တွဲသွားဖို့မဟာမိတ်ဖွဲ့စည်းခဲ့ရလို့အသိပေးထားပါဗျာ။ အဲ့ဒီမဟာမိတ်အဖွဲ့ကတော်လည်းကာလအတွင်းမှာတဦးကိုတဦးဖေးမှကူညီပြီးလူမှုအကျိုးကိုများစွာထမ်းဆောင်သွားကြမယ်လို့လည်းကတိပြုခဲ့တယ်လို့ဆိုပါတယ်။ရန်ကုန်မြို့ပြပျောက်ကြားလှုပ်ရှားနေတဲ့အင်အားစုတို့ကမဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့တာကိုဝမ်းမြောက်စွာထုတ်ပြန်လိုက်တယ်လို့လည်းအသိပေးထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ကြားစာမေးဝဲပြုလုပ်ခဲ့ရတယ်လို့ KNU ဗဟိုထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU ကရင်မျိုးသားအစည်းအရုံးထိချုပ်နယ်မြေတမဟာချောင်းဒူးပလာယာခရိုင်ဝင်းရင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့နေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေကြတာနဲ့စာမေးပွဲပြုလုပ်ခဲ့ရတယ်လို့ KNU ဘဟုကဒီနေ့မှာအသိပေးထုတ်ပြန်ခဲ့ပါတယ်။ဝင်းရင်းမြို့နယ်ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာနရဲ့ကော်တူလေးအစိုးရစစ်စာမေးပွဲကိုတာဝန်ရှိခေါင်းဆောင်များနဲ့ကျောင်းဆရာဆရာမတို့ရဲ့ပူးပေါင်းပြီးတော့မက်စလ14ရက်မှာအောင်မြင်စွာဖြေဆိုခဲ့ကြတယ်လို့အသိပေးပါတယ်။ ကန်ယူဘိုးကထုတ်ပြန်ခဲ့တဲ့ဓပုံတွေမှာစာမေးဝဲဖြေဆိုမဲ့ចောင်းသားတွေကရာဘတော်မှာစာတင်ခုံတွေနဲ့ဖြေဆိုတာတွေရောမြေပြင်မှာထိုင်ပြီးဖြေဆိုနေတာတွေပါတွေ့ရပါတယ်။ကော်တူလေးအစိုးရစစ် စာမေးဝဲကို KE Education Culture Department KECD Grade 6, Grade 9, Grade 12စတဲ့ចောင်းသူចောင်းသားများကနှစ်စဉ်နှစ်တိုင်းဖြေဆိုရဖြစ်တယ်လို့လည်းသိရှိရပါတယ်။ စစ်ရှုံးနေတဲ့အကြက်ဖက်စစ်တပ်ကနိုင်ငံတဝင်းမှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုပြုလုပ်နေပြီးရောအရက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့တပ်ဖြတ်နေလို့စာတင်ကြောင်းတွေဘာသာရေးအဆောက်အုံတွေနဲ့စေယောစေကန်းတွေကိုပါဖျက်ဆီးတာတွေအပါအဝင်စစ်ရာဇဝတ်မှုမျိုးစုံကိုကျူးလွန်နေတာပါ အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချိန်မုံရီလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်လက်ပတောင်းတောင်ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလုတ္တမအဖွဲ့အစည်းရဲ့ပုံမှ33အရာအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက်ဒီနေ့မှဆန္ဒပြခြေတက်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြရှောင်းရေးဟစ်ကျွေးမှုတွေနဲ့ဆန္ဒပြခြေတက်ခဲ့ကြတာပါရှမပေမျိုးနယ်မှာအောင်လန်လွှင့်မီတောင်းသွေးနီတပိတ်စစ်ကြောင်းကအကြက်ဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မီတောင်းသွေးနီတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုင်ဆွဲပြီးအကြက်ဖက်စစ်တပ်ကြာရှုံးရေးဟစ်ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမက်ပင်မြို့နယ်မှာအောင်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြက်ဖက်စစ်တပ်ကြာရှောက်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုဆွဲပြီးအကြက်ဖက်စစ်တပ်ကြာရှောက်ရေးဟစ်ကြီးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါတော့မက်စလ22ရက်သတင်းတွေနဲ့လူတို့ဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။